ဒီခွင့်ရေးကိုအသုံးချပြီးတော့သားလေးတွေကိုမင်းသားဖြစ်စေခြင်းနဲ့အပွားလေးမိခင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ပရိသတ်တွေရှိကနေချိန်တော်ကြာအောင်ပြတ်ကွယ်ခဲ့တဲ့ပွားလေးကအခုဆိုရင်ဒီပညာလှူရှာမှုတကူနဲ့ပရိသတ်ရှိကိုပြန်လာခဲ့ပြီလေပြပါရစ်ကံကြိုးပေးမကောင်းလို့အသက်ငယ်ငယ်နဲ့ပလုံးကောက်တဲ့ဘဝရောက်ခဲ့ပေမဲ့အတိတ်ဘဝရဲ့ကုသိုလ်ကံတစ်ခုကြောင့်လူအများရဲ့ချစ်ခင်မှုကိုရရှိခဲ့ရလေဖြစ်ပါရည် လမ်းမမှာပလုံးကောက်နေရပေမဲ့သူ့ရဲ့ချစ်စရာကောင်းပြီးအကြည့်တက်ပါတဲ့ရုပ်ရည်လေးကြောင့်လူချစ်လူကင်ပေါများတဲ့ဆယ်လီတယောက်ပြည့်ခွင့်ရခဲ့ပါရည်။အရင်ကအချိန်မလာခဲ့တဲ့ဘွားလေးကတော့ဆယ်လီဘွားရောက်လာချိန်မှာကိုကြီးဖေးမမဲ့သူတွေအများကြီးပေါ်ထွက်လို့လာခဲ့တာမလို့အယားယားဟာအဆင်ပြေလာခဲ့တာလည်းဖြစ်ပါရည်။အဘွားလေးဟာဆယ်လီပြပြချင်းမှာကျောင်းရယ်ခေါ်ရိုက်တာခံခဲ့ရသလိုမုံမိုးပေးတဲ့သူတွေနဲ့သူ့ရဲ့လူရဲ့ချက်တွေကိုထောက်ပံ့ပေးသူတွေအများအပြားရှိလာခဲ့ပါရည်။ လူအများရဲ့ကိုကြီးဖေးမမှုတွေချစ်ခင်မှုတွေနဲ့လူတီများအောင်မြင်လာပေမယ့်သူရဲ့အောင်မြင်မှုတွေကတခဏပါပဲ။ကျညာတွေများစွာရိုက်ကူးခဲ့ပေမယ့်သူရဲ့ဖြစ်တည်မှုဟာတခဏသာခံခဲ့တာပါ။သူရဲ့အောင်မြင်မှုတွေကရေရှည်မရှိခဲ့တာကပေါ်ပင်ကြိုက်တဲ့လူအများကြောင့်လဲပါသလိုမိခင်ဖြစ်သူကြောင့်လဲပါပါရည်။လုံငယ်ရှင်တွေကလည်းအပွားလေးကိုတခဏသာတောက်ချခဲ့သလိုမိခင်ဖြစ်သူကလည်းလာလူတန်းသမျှငွေတွေကိုအရာဆာဆာလောက်ခဲ့တာမလို့အပွားလေးတယောက်ပလုံးကောက်တဲ့ဘဝကိုပြင်ရောက်သွားခဲ့တာလည်းဖြစ်ပါရည်။ အပွားလေးကအသက်၁၀နှစ်အရွယ်ထိကိုကျောင်းပညာရေးကောက်ကောက်မသင်ခဲ့ဘူးပါဘူး။မိခင်ဖြစ်သူကအပွားလေးကိုလာပြီးတော့လူတန်းပေးမဲ့သူတွေရှိရင်ကလေးကိုကျူရှင်းသင်ပေးတယ်လို့လူပေးမဲ့သူမရှိကျညာမရရရင်တော့ပလုံးပြက်ကောက်ရတာလေးဖြစ်ပါရည်။ပွားလေးရဲ့ဖြစ်ကိုကြည့်ပြီးတော့လူအများကတနာနေကြပေမယ့်သူ့မိရဲ့ပုံစံကိုကြည့်ပြီးတော့ဘလောက်လိုလိုဘာမှဖြစ်လာမှမဟုတ်ဘူးဆိုပြီးတော့ပြစ်ပယ်ထားခဲ့ကြတာခုချိန်ဒီပါပဲ။အပွားလေးရတော့လူအများရဲ့အာယုံဆိုင်ခြင်းကိုမခံရပဲအချိန်တော်ကြာပြောက်ွယ်နေရကနေခုဆိုရင်ပရိသတ်ရှိကိုနောက်တစ်ချိန်ပြေရောက်လာခဲ့ပါပြီ။ ။သူကခုဆိုရင်ပြိသက်ရှိကိုဇက်ကားရှာရင်နဲ့ပြန်ရောက်ခဲ့တာပါ။ပြိသက်တွေနဲ့အလံဝင်းနေကြတဲ့ပွားလေးဟာခုဆိုရင်တော့မိုးရီကိုနဲ့တို့ဇက်ကားရှာရင်နဲ့ပြိသက်ရှိကိုပြန်လာခဲ့ပြီလေဖြစ်ပါရည်။အပွားလေးကတော့သူ့ရဲ့ပုံမှန်လို့ဖြစ်တဲ့ပလုံကောက်နေချိန်မှာဇက်ကားရိုက်ဖို့ချက်ချင်းလာရမယ်ဆိုပြီးတော့ဖုံးဆက်ခွေရကနေရိုက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ဇက်ကားကတော့ဒိုက်တာမီဘွားဦးစီးရိုက်ကိုတဲ့ခြေကံလူရင်းစားတွေရဲ့အဖြစ်ကိုပုံဖော်ရိုက်ကူးထားတဲ့ဇက်ကားမှာပွားလေးကပါဝင်ခွေရခဲ့တာပါ။ အကမှာကလေးနှစ်ယောက်လိုနေတာမလို့ပွားလေးပြင်အကိုဖြစ်သူကပါဝင်ခွင့်ရခဲ့တာလည်းဖြစ်ပါရည်အပွားလေးကအဲ့ဆက်ကားမှာမိုးရီကိုရဲမှာဖြစ်တရုတ်ဆောင်ခဲ့တာလည်းဖြစ်ပါရည်သူရဲ့ဇဝင်ကံကတကန်းစာနှကန်းစာသာရှိပေမဲ့သူ့အတွက်ပထမဆုံးဇကားမလို့ပြောရွှင်နေတယ်လို့ပိုပြီးပြောရွှင်နေတာကတော့မိခင်ဖြစ်သူပါပဲအပွားလေးရဲ့မိခင်ကတော့ပြိတ္တတဲ့ရှေ့ကိုနောက်တစ်ချိန်ပြန်ရောက်လာချိန်မှာပေးလာတဲ့ခွင့်ရေးကိုတုံးချပြီးတားရီကိုမင်းသားဖြစ်စေခြင်းလို့ဆိုပါရည် ။ဒါတွေကပထမဆုံးဇကာရိုက်တာဆိုပေမဲ့တရုတ်ဆောင်ပိုင်းမှာပါရမီပါလို့အမယုံမရှိဘဲနဲ့တခါတည်းနဲ့လုံနိုင်နေဆိုပြီးမိခင်ဖြစ်သူကဝမ်းမဲတသာပြောပြလာကြတာဖြစ်ပါရည်။မိကေဖြစ်တဲ့ဒေါ်တိကီဝင်းကတော့ချင်းနေရတာတားလိုက်ကိုပလုံးကခိုင်းနေရပေမဲ့ဖြစ်နိုင်မယ်ဆိုရင်တားရီကိုမင်းသားဖြစ်စေချင်တယ်လို့ဆိုပါရီတားနေရလုံးကအမှားယွင်းမရှိဘဲနဲ့တယောက်ဆောင်နေတာမလို့မိကင်ဖြစ်သူဟာဒီတကောက်ခွင့်ရေးကိုတုံးချပြီးတော့တားရီကိုဇက်ကားခွေရိုက်ဖို့တောင်းဆိုလာကြတာလည်းဖြစ်ပါရီ မိခင်ဖြစ်သူကတော့သားရိသားစကားရရမယ်ဆိုရင်ရလာတဲ့ငွေကြေးကိုအလကားမသုံးဖြစ်ပဲနဲ့ပူရဲနာရင်မိခင်ဖြစ်သူကိုကြောတာတွေလှုပ်သွားဖို့စိတ်ကူးထားတယ်လို့ဆိုပါရည်အခြေကားရတဲ့ဒါကိုပြောင်းသွားပေမယ့်ပွားလေးအမေရဲ့အတွေ့အကြုံကပြောင်းသိဖို့ဆိုတာပြောတဲ့စကားမှာတိုင်းသားပေါ်နေတာသိကြပါပဲနော်ဟုတ်ကဲ့ပါခုလိုစက်ဝေစားပဲတရေကြောက်ရရပြေနောက်ထပ်လည်းနုပညာရှင်တွေရဲ့စက်ဝေစားစရာကောင်းတဲ့ကျောင်းရတွေကိုရှင်နေပင်းကြီးတိဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်